Canon Plus app ကို mobile wallet နဲ့ဘယ်လိုဝယ်ကြမလဲဒီ video ထဲမှာတော့ Canon Plus app ကို mobile wallet နဲ့အလွယ်ကူဆုံးဘယ်လိုဝယ်ယူရမလဲဆိုတာပြောပြပေးသွားပါမယ်ရှင်ပထမဦးစွာ Canon Plus app ကိုဖွင့်ပြီးအပေါ်ဆုံးပုံများရဲ့မှာဝယ်ယူရန်ကိုနှိပ်ပါခုနောက်ဝယ်ယူမယ့်ဖုန်းနံပါတ်ကို ဖြည့်ပါလိုအပ်သည့်အချက်အလက်များကိုဖြည့်ပါနံပါတ် အီးမေးလ်နဲ့နေထိုင်တော်ပြည်နယ်ဘုမဟုတ်ဆိုင်းဒေတာကြီးကိုထည့်ပါဝေယူတပန်းတိုးလို့တော့ mobile plus ဘုမဟုတ် smart tv plus package ကိုရွေးချယ်ပါပြီးနောက်ပြီးချီလိုသူနီလန် kp ayap with the တိုင်းတရာကိုရွေးချယ်တက်မှတ်ပြီးတက်တန်းတိုးလို့ရဲ့တက်တန်းကာလာကိုထိချရွေးချယ်ပါ ချက်အလက်များသိကြပါကအတီးပြုတ်မျိုးကိုနှိပ်ပါထို့နောက်ဝေပီးကြည့်ပါဝေပီးခြင်းမူအောင်မြင်ပါက Canon Plus App ကိုပြန်သွားပါ login လုပ်ရတဲ့အတွက်ဖုန်းနံပါတ်နဲ့ password ကိုထည့်ပါ password မသတ်မှတ်ရသေးပါက12345ဖြင့်ဝင်ရောက်နိုင်ပါတယ် ဝင်ရောက်ပြီးပါက family လို့ရေးထားတဲ့အဝိုင်းလေးကိုနှိပ်ပြီးတော့ဝင်ရောက်ကြည့်ရှုနိုင်ပါရှင်။ active ဖြစ်မဖြစ်သိရှိရင်ညာဘက်တော့ကလူပုံစံအဝိုင်းလေးကိုနှိပ်ပါ။အစင်းရောက် active လေးပေါ်နေပါက active ဖြစ်နေပြီဖြစ်ပြီးတော့ရတဆောင်ရင်နဲ့ Canon Plus ရဲ့အစီအစဉ်ကောင်းတွေကိုစိတ်ကြိုက်ကြည့်ရှုနိုင်ပါရှင်။